ဖေးစရာချီးကျူးစကားတော့တိတ်ဟိုနည်းနည်းစိုးသေးရပေါ့နော်ဘာလဲဆိုပထမနှစ်ပဲရှိသေးတယ်။ဟို LLT ကျွန်တော်တို့တွားချင်တဲ့ level ကြီးမရောက်သေးဘူး။အစဒါပေမဲ့အဆက်အစပိုင်းမှာတော့ဟိုမစိုးဘူးတော့ပြောရမှာပေါ့နော်။ကျွန်တော်တို့ရဲ့ show like ရဲ့ application တော့ဟိုဒါပေမဲ့ထပ်ပြီးစူးစမ်းမှာပါ။ပေးရတဲ့တွေလည်းကြိုက်နေတတ်တဲ့ content တွေရောစိတ်ဝင်စားနိုင်မဲ့ content တွေရောလည်းထပ်ပြီးဖန်တီးဖို့အတွက်လည်းကျွန်တော်တို့ဘက်ကနေစူးစမ်းပြီးတော့လည်းအကောင်လုံးကိုလည်းဟိုအတိပေးချင်တယ်ပေါ့နော်။ ကျွန်တော်တို့ဒီ Touch CV ကတော့ပေါ့နော်ကျွန်တော်ရဲ့ကိုညိုမင်းတွေနဲ့တူတူ project တခုလုပ်နေတဲ့အချိန်မှာစကားပြောဖြစ်ပါတယ်သူကလည်း CV လေးတခုရိုက်ချင်တော့အဲ့ဒီအချိန်မှာလည်းကျွန်တော်တို့လာပြီး pitch လုပ်တဲ့အချိန်မှာလည်းဒီ The Teacher Universe မှာဟိုအခြေခံပြီးတော့ပေါ့နော်ဒီ CV လေးတခု story တင်ပြတဲ့အချိန်မှာကျွန်တော်လည်း app မှာသဘောကျတယ်ဟိုဒီလတွင်မှာလည်းတရားကားတခုပြချင်တယ်ဆိုတာလည်း kait ဝါပေါ့နော် အဲအားကြောင့်ကျွန်တော်တို့ကဒီထားချက်စီပြီးတော့လုပ်ခဲ့ဖြစ်တာပါအဲ့ဒီပုံမှာလည်းသူတွေလည်းစိတ်ဝင်စားမှုလည်းမြင်မှန်းဒီ teacher ကိုလည်းကြည့်ခဲ့တဲ့ပရိသတ်ရဲ့လာကြည့်မယ်လို့လည်းယုံကြည်တယ်ဟိုပြီးွားတယ်နည်းနည်း fresh character လေးအတိတ်တွေတွေလည်းချက်ပြီး introduce လုပ်ရတယ်လို့လည်းမြင်တာပေါ့နော်အားကြောင့်ပါဟိုဒီထားချက်ဒီကျွန်တော်တို့ကတော့ဒီ horror genre ပေါ့နော်တရားကဇလန်တွဲလေးအခုတော်တော်သိတယ်ဟိုမရှိဘူးပေါ့နော်ရှိတော့ရှိပါတယ်ဒါပေမဲ့အရင်ဟိုတော့ပြတ်သိတော့မပြဖြစ်ဘူးဆိုတော့ဒီ ပရိသတ်လေးဒီဟောလုံးဝင်းကာလာတွေမှာတရေကကြည့်ချင်တယ်ဆိုရင်ဒီကျွန်တော်တို့မြန်မာတရေကလေးရှိရပေါ့နော်ကိုညိုမင်းရဲ့ရိုက်ချတာအတွက်လည်းသူလည်းစိတ်ချရပါလား quality ဆိုင်ရောဒီ storytelling ရောအကုန်လုံးလည်းကောင်းတယ်လို့လည်းမြင်ရပါတယ်ခုခုနကလည်းကျွန်တော်ကြည့်တဲ့အချိန်မှာတကယ်လည်းအားရဖို့ကောင်းပါလေအဲ့ဒါတွေလည်းကျွန်တော်ဟိုလည်းဂုဏ်ပြုတယ်ဟိုကိုညိုမင်းတို့လည်းကျေးဇူးတင်ပါတယ်ပြောချင်ပါတယ်ပေါ့နော်ဒီ production ရောဒီတရုပ်ဆောင်ရောလည်းအကုန်လုံးလည်းကျေးဇူးတင်ချင်ပါတယ်ဒီထားချောက်တည်တဲ့ ျွန်တော်တို့ဒီလာမယ့်ဆက်ရက်နေ့မှာ episode 1တင်ပြီးတော့ဆက်တဲ့ရက်နေ့မှာ episode 2တင်ပြီးတော့အပတ်တိုင်းအပတ်တိုင်း Friday Saturday တိုင်းပေါ့နော်အပတ်တိုင်း episode နှခါပြပါမယ်ကိုညိုဒီကျွန်တော်ဒီမြန်မာနိုင်ငံမှာပေါ့နော်ဟိုလေးစားရတဲ့ director တွေထဲမှာပါပါသူအရင် professional လည်းဖြစ်တယ်သူတို့ပြောလို့ရတယ်လည်းကျွန်တော်သဘောကျတယ်စိတ်ချရတယ်ဟိုဒီ two storytelling လို့တဲ့ချိန်မှာလည်းတော်တော်လေးကိုလည်းကောင်းတယ် ဟိုနောက်ခံမှာလည်းကျွန်တော်လေ့လာအချိန်မှာလည်းကျွန်တော်ဘူးတူတူလာရေးလည်းရခဲ့တယ်သူ very confident နဲ့ဖြစ်တယ်သူ storytelling မှာလည်းအဲ့ဒါလည်းသဘောကျတယ်ကြည့်တဲ့အချိန်မှာလည်းသူရဲ့ပြောချင်တဲ့ storytelling တွေလည်းကျွန်တော်သဘောပေါက်တယ် clear လည်းချပြနိုင်တယ်ပေါ့နော်ဆိုတော့ဟိုကိုညိုကလည်းအများနဲ့သူကလည်း sense sense အောင်ပဲအများနဲ့ရိုက်ချင်တယ်အဲ့ဒါလည်းကျွန်တော်နဲ့ဟိုခံစားကျွန်တော်နဲ့အတူတူခံစားနိုင်ရပါဘူးဘာလို့ကျွန်တော်ကလည်းဟိုလူတွေမလုပ်ဘူးတဲ့ပုံစံလေးနဲ့ပဲကျွန်တော်က ဟာချပြချင်တာပေါ့နော်အဲအားကြောင့်ဟိုအဲအားပုံမှာလည်းကျွန်တော်လေးစားတယ်ဟုတ်အခုလက်ရှိကျွန်တော်ကတော့ဒီ reality show တခုလုပ်နေရယ် super star academy လို့ခေါ်တယ်အဲ့ဒီပုံမှာကိုမျိုးကတော့တိုင်းတယောက်နေနဲ့ပါတယ်ဆိုတော့ပါဆက်ဖြစ်မလဲဆိုတော့ပေးတဲ့လေးဆက်ကြည့်နေပေါ့နော် ကျွန်တော်တို့ show like ဒီအဓိကလူတွေအတွက် entertainment ပေးချင်တယ် entertainment တွေအမျိုးစုံလေးပေးချင်တာပေါ့နော်အခုဆိုတရက်ကရှင်မာလဲ real man ဒီမာလဲဒီ LGBTQ reality show ဟိုအမျိုးစုံလေးပြော drama romance ကောင်းကင်ဘာကြပြောလဲရှိရယ်နောက်ထပ်လဲကျွန်တော်တို့လက်ထက်ရှိအောင်ပါအဓိကတော့ဟိုကွဲထွက်ချင်တာပေါ့နော်ကျွန်တော်တို့ရဲ့ content လေးလဲပြီးတော့နိုင်ငံခြားတွေမှာအထိကြီးတို့ရနိုင်အောင်လဲကျွန်တော်တို့စူးစမ်းချင်ပါတယ်ဟုတ်ကျွန်တော်ဇာတ်လမ်းတွေတစ်ခုရိုက်ဖို့လဲရှိတယ် နောက်ထပ်လည်းရုပ်ရှင်တကားရိုက်ဖို့လည်းရှိရဲ့နောက်နေ့အတွင်းမှာရိုက်ဖို့ရိုက်ဖို့ပေါ့နော်အဲ့ဒီပုံမှာအခုစက်ညွှန်းနေတော့ဟိုပြင်ဆင်နေပါတယ်ထားကြောက်ပြီးရတော့ကျွန်တော်တို့ reality show ရှိမှအဲ့ဒီ reality super star academy လာဖို့များတယ် super star academy ပြီးွားရတယ်ကျွန်တော်တို့ဒီနောက်ထပ် series တွေလည်း ရှိရပါတော့အဲ့ဒါဘယ်လိုလဲဆိုတော့စောင့်ကြည့်နေပါပြီးတော့လည်းနောက်ထပ် reality show ဒါကျွန်တော် direct to match reality show ပဲအဲ့ဒါထပ်လာအောင်ပါပါတခါတည်းကိုမိဘတွေပုံမှန်အကျန်ယူတာတွေတော့ရှိလို့ရှိပါတယ်ဘာလို့ပဲဖြစ်ဖြစ် academy များရှင်ဖြစ်ခဲ့တဲ့အတွက်ဘယ်လိုသူတို့ရဲ့အကျန်ပြူတာတွေကိုကျွန်တော်လေးစားတယ်ဟိုအတူတူရတဲ့အချိန်လည်းယူခဲ့ပါလေတော်တော်များများက creation ကတော့ကို့ဖန်တီးမှုနဲ့ပဲတွားရများပါတယ်ကို့ဖန်တီးမှုရောဒီ show လိုက်မိသားစုရဲ့ဖန်တီးမှုရောလည်းပါပါတယ်ကျွန်တော်တို့အကုန်လုံးတူတူပေါင်းပြီးတော့လုပ်တာပါ ဟိုအဖေဆရာချီကျူးစကားတော့တိတ်ဟိုနည်းနည်းစိုးသေးရပေါ့နော်ဘာလဲဆိုပထမနှစ်ပဲရှိသေးတယ်။ဟို LLT ကျွန်တော်တို့တွားချင်တဲ့ level ကြီးမရောက်သေးဘူး။ဆက်ဒါပေမဲ့အဆက်အဆက်ပိုင်းမှာတော့ဟိုမစိုးဘူးတော့ပြောရမှာပေါ့နော်။ကျွန်တော်တို့ရဲ့ show like ရဲ့ application တော့ဟိုဒါပေမဲ့ထပ်ပြီးကြိုးစားမှာပါ။ပေးရတဲ့တွေလည်းကြက်နေတတ်တဲ့ content တွေရောစိတ်ဝင်စားနိုင်မဲ့ content တွေရောလည်းထပ်ပြီးဖန်တီးဖို့အတွက်လည်းကျွန်တော်တို့ဘက်ကနေကြိုးစားပြီးတော့လည်းအကောင်ဆုံးကိုလည်းဟိုအတိပေးချင်တယ်ပေါ့နော်။ โอเคကျွန်တော်တို့ဒီထချောက်ကိုထချောက်ရောဒီလက်နောက်လာမဲ့ဒီ CV တွေရော really show တွေရောကျွန်တော်တို့ show like application ပေါ်မှာကို Google Play တို့မဟုတ် App Store ကနေကို download လုပ်ပြီးရောအကောင်ဆုံးကြည့်ရှုလို့ရနိုင်ပါတယ်လို့လည်းအတည်ပြုချင်ပါတယ်